ော်ဘာသာရေးပို့ချတာကတမိုင်းဘာသာရေးဖြစ်တဲ့အတွက်တမိုင်းဆိုတဲ့ဘာသာရေးအောက်ကနေပြီးတော့လေ့လာမှာဖြစ်ပါတယ်။ဟုတ်ရင်ဒီလိုတမိုင်းမှာလေ့လာတဲ့အခါအရှင်မြတ်များတို့တပည့်တော်မိကုံတစ်ခုအရင်ဆုံးပေးပါမယ်။အရှင်မြတ်မိကုံတစ်ခုစာပေးပါမယ်။ဆရာရှင်များများတမိုင်းစာဟုတ်တမိုင်းစာဟုတ်ဗုဒ္ဓတာနာတမိုင်းနဲ့ပတ်သက်ပြီးတော့ပြပြတို့တဥ္စနှစ်ဥ္စဖတ်ဖို့ရဆိုရင် လက်ထောင်ကြီးကဘာဘာသမိုင်းစာအုပ်နေနေဗုဒ္ဓဘာသာစာပေနဲ့ဗုဒ္ဓသာနာသမိုင်းနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓသာနာသမိုင်းနဲ့ပတ်သက်တဲ့စာမမရှင်ပြဖတ်ဘူးတယ်ရှင်ပြအရှင်ပြဘာသာအုပ်ဖတ်ဘူးလေအကောင်းလိုက်တယ်သာနာ1500ခီးစာရေးစံနဲ့တရတူမှတ်မိတယ်အရှင်ပြဘာသာအုပ်ဖတ်ဘူးလေဇိနထဘဂန္တနေအဲ့ဒါတော့ဗုဒ္ဓရဲ့သမိုင်းပေါ့ဗုဒ္ဓရဲ့ကျမ်းပေါ့နောက်ရှင်ပြဘာဖတ်ဘူးလေဗုဒ္ဓသာနာသမိုင်းကောင်းလိုက်တယ်ဗျာကျန်တဲ့ရှင်ပြတွေကဖတ်ဖူးရောဖတ်ဖူးမပါမိမဆွေးလို့မပြောတာလည်းဖြစ်ဖြစ်ပါဘောဟုတ်လား ကဲနဲ့တော့ဒီတော့နောက်တစ်ခုမေးမယ်ကြာမြမသမိုင်းနဲ့ပတ်သက်ပြီးဘာသာဥဖတ်ဖို့လိုက်ပြီးတော့မနေ့ကပြောပြီးသမိုင်းရရှင်များတို့တပားချင်းတိနဲ့မဆိုင်ဘူးလားလူမှန်ရသမိုင်းရှိသမိုင်းမသိရင်အာအပထမတက်တော့အကန့်အားရကနေစုနေတယ်လို့ဖြစ်နေမလားဒါကြောင့်ဘုရားရှင်ကအန်တီဝူတို့အရင်လောကဆိုတာဒါပြောတာမှာစရတရတို့ခုမေးကြည့်တာလေမြမသမိုင်းဖတ်ဘူးတဲ့သူလက်ထောင်ပါဘာသမိုင်းဖတ်မိတ်ပါဗျာပကံသမိုင်းဖတ်ဘူးတဲ့ဘသူရေးတဲ့အကောင့်လိုက်တယ်အဲ့ဒါအဲ့ဒီသမိုင်းစာအုပ်ကရှင်မြတ်ကြီးရမေကွန်တကုထပ်မိမယ်သူသမိုင်းလား တမိုင်းဝတ္ထုလားဒါအဲ့ဒါပြောတာဒီတော့တမိုင်းကိုဖတ်တဲ့အခါရှင်မြတ်တို့တမိုင်းကိုတိုက်ရမဖတ်နိုင်ဘူးတပိတော့ယူပပေတဲ့နဲ့ကြောင်းပြီးတယ်သိပ္ပံပါဒဒါပေမဲ့တပိတော့ဝါသာပါဒတမိုင်းတမိုင်းကိုတိုက်ပြီးမဖတ်နိုင်တဲ့အခါဒီတော့ဘာလို့ရလဲဆိုတော့တမိုင်းဝတ္ထုတွေယင်ဖတ်တက္ကသိုလ်စိန်တင်းတို့စိတ်ပညာရေးတို့နာတာသူတို့ဆရာကြီးလေမြားပါအဲ့တော့သူတို့ရေးတဲ့နောက်ဆရာတင်တိုင်းတို့တို့တမိုင်းဝတ္ထုတွေကိုစဖတ်တမိုင်းဝတ္ထုတွေစဖတ်တဲ့အခါတမိုင်းဝတ္ထုကြတော့ယသပေါအောင်ရေးထား ယသဘုံအောင်ရေးတာဖြစ်တဲ့ချောရှူပြီးတော့စိတ်ဝင်သွားတာအဲ့ဒီချက်ချင်းမှဒီလိုအသေးစိတ်သိကျင်တဲ့အခါအချက်လက်ကိုတိတိကျကျသိကျင်တဲ့အခါတမန်ကိုသွားဖတ်ရတယ်တမန်ကကျတော့သုဒ္ဓစာပေပြရတ္တမဟုတ်ဘူးဆိုတော့သုဒ္ဓတမရတ္တတွေအများကြီးရောထက်လိုက်ရင်သုဒ္ဓရဲ့အဲဒိဗေကွေလဲချက်တွေယူဆတွေအများကြီးပျက်စီးသွားကြရှိတယ် ဒါကြောင့်တမိုင်းကိုရေးတဲ့အခါအချက်လက်နဲ့အထောက်ထားနဲ့အကိုးကားနဲ့ရှာဖွေတွေ့ရှိချက်တွေနဲ့ရေးရပါအဲ့လိုရေးတဲ့အခါရှင်များတို့တမိုင်းကိုစိတ်ဝင်စားဘူးဆိုတာသဘာဝကျအဲ့တော့တပည့်တို့တမိုင်းကအဘိဓမ္မာလို့ခန့်ဆက်ဆန်းပါစာပေအဘိဓမ္မာပေါ့သူကပုဂ္ဂိုလ်မငယ်ဘူးအချက်လက်တွေကိုအဓိကထားပြောဆိုတော့တမိုင်းဝိထုကြတော့ရှင်များတို့ဖက်လို့ကောင်းယတ္တပေါအောင်ရေးတာယတ္တကိုးပါပေါ့ပေါအောင်ရေးတာအဲ့တော့ရှင်များများအခုတပည့်တို့ရှောက်ထားကြတာကတမိုင်းကိုဖက်တဲ့အခါတမိုင်းဝိထုကိုစဖတ်ပါဥမာအဲ ဒါနသမိုင်းကိုဖတ်ချင်ဒီဟိုကစ်ဆန်တော်ဝင်အရိယာပုံကူလိုများပါဒါဒီဆရာကြီးဦးထိလန်ကြီးရတ်တပေါ်အောင်ရေးတာဗျတအားကောင်းတယ်တအားကောင်းတဲ့ခါကျတော့သူတဲ့ကိုစီမျောသွားတာအစာအုပ်ကြီးအထူကြီးမပင်မှန်ဘူးနောက်တပင်ရှေတူဝိတ္ထုတော်ကြီးဒါဆရာကြီးလက်ဒီပန်နေတော့ဥမ္မောင်ကြီးရေးတယ် ဒါသရုတ်ရတန်ခါနာနဲ့ဂျားမှာဖြစ်နေတဲ့ဒိုဟန်ဘွားဆက်အကြောင်းတွေပါလေဖတ်ချင်တန်ခါဒီတက်ခါနဲ့အကြောင်းတွေဖတ်ချင်ဒါတပင်ရွှေရီဝုထုတော်ကြီးဖတ်ဒါရတ္တဝုခြေခံတဲ့တမိုင်းနောက်ခံဝတ္ထု။ဒါကြောင့်တမိုင်းမှာလည်းဒီလိုရှင်များတို့အခုဒါမှတ်เสียပါ။တမိုင်းနောက်ခံဝတ္ထုရှိတယ်၊တမိုင်းရှိတယ်။တမိုင်းကတော့ပြင်းစရာကောင်းတယ်၊ချောက်ချောက်ခန်းခန်းကြီး။သို့တော့အခုတပည့်တော်စကားပြောချင်တာရှင်များရတ္တတွေနဲ့ပြောလို့မရဘူး။သူတအချက်လက်ထောက်ထားနေပြောရတာ။အဲဒါရတ္တသာ